ရှိဦးစွာဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်။ဒီကနေ့မနက်မှလည်းကျွန်တော်ကျမတို့ရဲ့ဘဝအတ္တမှာပြင်းစင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တပိုက်ကိုဖတ်ကြားလိုပါတယ်။25ခုမြောက်သောစာလံအပိုက်ငယ်၈ဖြစ်ပါတယ်။ထာဝရဘုရားသည်ကောင်းသောသဘောဖြောက်မှတ်သောသဘောနှင့်ပြည့်စုံတော်မူသည့်ဖြစ်၍အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏။ဖတ်တော်တော်နှုတ်ကပတ်တော်အားဖြင့် အယောက်စီတိုင်းဘုရားသခင်အတိတ်တဖန်တွင်တင်ဖွင့်ပြကောင်းချီးရှိပါစေ။ချစ်လစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ဒီကနေ့နှုတ်ကပတ်တော်ကဗာပြောနေတယ်လဲဆိုတော့လမ်းပြနေတော်ဘုရားဖြစ်ပါတယ်။တင်းနဲ့ကျွန်တော်ရဲ့ဘဝအတ္တာမှာလမ်းပြောင်းနေသလား။ဒီနေ့လမ်းပြနေတဲ့ဘုရားကယေရှုခရစ်တော်ဘုရားဖြစ်ပါတယ်။ထို့တကြောင်ဒီကနေ့ လမ်းပြနေတော်ဖခင်ကယေရှုခရစ်တော်ဖခင်ဖြစ်တယ်ဆိုတာသင်နားလေသဘောပေါက်ပြီးမှဒီနေ့ဖခင်ကိုကြည်တတ်တော်သူဖခင်ကိုမြင်တတ်တော်သူဖြစ်ဖို့ရန်အတွက်အမှန်မှအရေးကြီးပါတယ်ထို့တဲ့ကြောင့်ချီလာစွာသောညီကိုမောင်နှမတို့ဒီကနေ့လောကကြီးမှာအသက်ရှင်တဲ့အခါမှာကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာမှာအာနေချင်းနေမစုံလင်ချင်းနေဒီနေ့ ချို့တဲ့တဲ့အရာတွေရှိတဲ့အခါမှာလူတချို့ကကျွန်တော်တို့ကိုလမ်းပိတ်ထားတယ်ဆိုတော့တွေ့ရပါတိုးတော်လည်းပဲဒီနေ့ဘုရားသခင်ကတော့အပြစ်ရှိနေတဲ့တင်နဲ့ကျွန်တော်ကိုပင်လမ်းပြနေတော်ဘုရားဖြစ်ပါတယ်ထို့တကြောင်ဒီနေ့လမ်းပြောက်နေတဲ့တင်နဲ့ကျွန်တော်ကိုလမ်းပြပေးနေတော်ဘုရားကယေရှုခရစ်တော်ဘုရားဖြစ်ပါတယ်ဒီဘဝနဲ့နောင်ဘဝအတွက်တင်လမ်းပြောက်နေသလားယေရှုခရစ်တော်ဘုရားက ီဘဝနဲ့နောင်ဘဝအတွက်လမ်းပြနေတော့ဖရားဖြစ်ပါတယ်။ထို့တကြောင်ဒီနေ့ယေရှုခရစ်တော်ဖရားသည် လူတွေကိုအပြည့်ပေးတဲ့ဖရားယေရှုခရစ်တော်ဖရားသည်လူတွေကိုလမ်းပြနေတော့ဖရားဖြစ်တယ်။တန်တရာကနေလွတ်မြောက်ဖို့ရန်အတွက်သခင်ယေရှုခရစ်တော်ကသင်အတွက်လမ်းဖြစ်ပါတယ်။အပြည့်ဖြစ်ပါတယ်။သင်နဲ့ကျွန်တော်ကိုအပြည့်ပေးလမ်းပြနေတော့ဖရားကယေရှုခရစ်တော်ဖရားဖြစ်တယ်ဆိုတော့ဒီကနေ့နှုတ်ကပတ်တော်အဖြစ် ခွန်အားပေးတတိပေးနှိုးဆော်ပါရစေထို့ကြောင့်ချစ်လက်စွာသောယုံကြည်သူညီကိုမောင်မတို့ဒီနေ့နှုတ်ကပတ်တော်ကသင်နဲ့ကျွန်တော်ကိုလမ်းပြနေတဲ့ဘုရားဖြစ်ပါတယ်ဘယ်အရာတွေကသင်ရဲ့ဘဝမှာပိတ်ဆို့ခြင်းတွေတားဆီးခြင်းတွေခံနေရတယ်လဲဒီနေ့နှုတ်ကပတ်တော်တင့်စီကိုရောက်လာပြီထို့နှုတ်ကပတ်တော်တင်အကျွင့်မဲ့ယုံကြည်ကိုးစားခြင်းဖြင့်တင့်ဘဝမှာပိတ်ဆို့ထားတဲ့အရာတွေကိုဖယ်ရှားပြီးမှဖယားသခင်ပြနေတော်လမ်းကို ဒီနေ့ဝင်စားဖို့ရအတွက်ဒီနေ့အထူးနှိုးဆော်ပါရစေနောက်ကပတ်တော်မြတ်တပိုက်ကလည်းဗာပြောလဲဆိုတော့ရှင်ရခရစ်ဝင်အခန်းကြီး14အခန်းငယ်6မှာယေရှုကငါသည်လမ်းဖြည့်ဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုတ်လင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရနောက်ကပတ်တော်ကထပ်ပြီးမှကျွန်တော်တို့ပြောနေပါတယ်သခင်ယေရှုခရစ်တော်ဖရားသည်လမ်းဖြည့်ဖြစ်တယ် ။တင်းနဲ့ကျွန်တော်ကိုလမ်းပြနေတဲ့ဘုရားဖြစ်ပါလေ။တင်းနဲ့ကျွန်တော်ကိုလွတ်မြောက်စေတဲ့ဘုရားဖြစ်တယ်။တင်းနဲ့ကျွန်တော်ရဲ့ဘဝအတ္တတာထဲမှာအပြည့်ပေးနေတဲ့ဘုရားဖြစ်ပါလေ။ထို့သောကြောင့်ဒီနေ့နှုတ်ကပတ်တော်အဖြစ်တင်းရဲ့ဘဝအတ္တတာထဲမှာဘယ်လမ်းတွေကပိတ်ဆို့ထားနေတယ်လဲ။ဒီနေ့ယေရှုခရစ်တော်အဖြစ်ပိတ်ဆို့ထားတဲ့လမ်းတွေကိုဖွင့်ဖို့သခင်တင်းနဲ့ကျွန်တော်ကိုစကားပြောနေပါလေ။တင်းရဲ့ဘဝအတ္တတာထဲမှာ မင်္ဂလာရှိတဲ့အတ္တတာပျော်ရွှင်ဝမ်းမြောက်တဲ့အတ္တတာတင့်ရဲ့ဘဝမှာကျေနပ်ရောက်ရတော့အတ္တတာတင့်ရဲ့ဘဝအတ္တတာမှာလုံခြုံစိတ်ချရတော့အတ္တတာဖြစ်ဖို့ဒီနေ့တခင်ကတင့်ကိုစကားပြောနေပါတယ်တခင်ကတင့်ကိုအာမခံပေးနေပါတယ်ထိုတခင်ယေရှုခရစ်တော်ဘုရားကတင်နဲ့ကျွန်တော်ကိုလမ်းပြနေတော့ဘုရားဖြစ်ပါတယ်ထို့ကြောင့်ဒီနေ့လမ်းပြောင်းနေတဲ့တင်နဲ့ကျွန်တော်ကိုလမ်းပြနေတဲ့ဘုရားက ယေရှုခရစ်တော်ဖခင်တပါးသီးတာဖြစ်တယ်ဆိုတော့ဒီကနေ့မှခွားပေးတိုက်တွန်းဝေမျှပြရစေတင့်မိသားစုတင့်ရဲ့အိမ်တောင်တင့်ရဲ့ဘဝအသက်တာတင့်ရဲ့စီးပွားရေးတင့်ရဲ့ကျန်းမာရေးတင့်ရဲ့ဝိညာဉ်ရေးတင့်ဘဝကဏ္ဍတိုင်းကိုလမ်းပြနေတဲ့ဖခင်ဖြစ်ပါတယ်ကောင်းတော်လမ်းရှိသည်များအတွေ့ယေရှုခရစ်တော်ဖခင်သည်လမ်းပြနေတော့ဖရာဖြစ်ပါတယ်ဆိုတော့ဒီနေ့အထူးနှုတ်ဆော်ခွန်အားပေးပါစေ ထို့ထွက်ကြောင်းပိတ်ဆို့ထားတဲ့အရာတွေကိုဖယ်ရှားပြီးမှလမ်းပြနေတဲ့တခင့်ထံခဏလောက်ကျွန်တော်တို့တိုးဝင်ပြီးမှအသက်တာတွေတခင့်ထံစကပ်အနှံ့ကြရအောင်ဒါသမီးတယောက်စီတိုင်းကိုချစ်တဲ့ထာဝရအဖမြတ်စွာတော်ဖေဟာယနေ့မနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတော်ချီးမွမ်းနေကျေးဇူးတင်လောကမှာအသက်ရှင်တဲ့ခါမှာလမ်းပြောင်းနေတဲ့ကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာကို သခင်ယေရှုခရစ်တော်ဘုရားကလမ်းပြပေးတော်ဘုရားအဖြစ်ပေးတော်ဘုရားဖြစ်တယ်ဆိုတော့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်တာသည်မျိုးစင်ကျင်နှလုံးသွင်းခွန်အားကိုဖြစ်စေတဲ့ဘုရားရှင်နာမဘုန်းကြီးပါစေယခုနှုတ်ကပတ်ဒေသနာစင်ကျင်နှလုံးသွင်းခွန်အားယူနေတော်တာသည်မျိုးတယောက်စီတိုင်းကိုရောမျက်မှောက်တော်တိုးဝင်ပြီးဆက်ကပ်နေတဲ့တာသည်မျိုးတယောက်စီတိုင်းသူတို့ရဲ့ဘဝအတ္တတာထဲမှာပိတ်ဆို့ထားတဲ့အရာတွေကို ဒီကနေ့ကိုတော့လမ်းဖွင့်ပေးတဲ့ဘုရားဖြစ်ပါမယ်။ကျမ်းမာခြင်းလမ်းညိတ်သက်ခြင်းလမ်းချစ်ခြင်းမေတ္တာနဲ့ကျေနပ်ရောက်ရခြင်းလမ်းကောင်းချီးမင်္ဂလာအဖျားဖျားကိုခံစားစေတော်လမ်းကို ဖွင့်ပေးတဲ့သခင်ယေရှုဘုရားနာမဘုန်းကြီးပါစေ။ဒါသမီးတို့အသက်တာတိုင်းတကားဒါသမီးတို့ရဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အရာတွေအားလုံးကိုကိုတော်လက်ဝဲပြန်လဲဆက်ကအနံ့တဲ့အခါဒါသမီးတို့ချစ်တဲ့လမ်းပြအဖြစ်ပေးတော် ။တခင်ရှုဖျားနာမဖြစ်ကျေးဇူးတော်ချီးမွမ်း၍ဆက်ကအနန္တဆုတောင်းကြပါ၏ဖခင်။အာမင်။